တို့ရှိမှာစိတ်အောင်ဝမ်းခံနေလောက်သွားတဲ့ Highland ကိုအခုလောက်တုတ်ပြန်ခဲ့တဲ့ Ronaldo ဒီနေ့မှလည်းဆော်ဘာရကစားခဲ့တဲ့ UEFA Nation League Qualifier နဲ့ပထမကြော်ပွဲဆင်မှာတော့နာမည်ကြီးပေါ်တူဂီဟာဒိမတ်ကိုတကောကောမရှိနဲ့ရှုံးနေသွားခဲ့ပါတယ်2019ခုနှစ် Nation League Champion ပေါ်တူဂီဟာဒိမတ်ကိုတဝဲလုံးနီးပါးဘယ်လိုမှရှင်ကစားနိုင်ခြင်းမရှိဘဲဒုတိယပိုင်းမှာတွင်ယူခဲ့တဲ့ United တိုက်စစ်ဘူး Highland ရဲ့အတွင်းကိုကြောင့်ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်ဒိမဟာအရေစင်နော့ကဲလိုလိုဝိုင်းကစားသမားတွေကို BRS Assassin တို့လိုလုံငယ်လေးနဲ့ဝင်းရံပြီးတော့ပေါ်တူဂီကိုယင်ဆိုင်လာခဲ့တာဖြစ်ပါရင် ပေါ်ကီကလည်းရိုနယ်ဒိုဖာနယ်ဒက်နက်တိုဗီတင်ဟာရာဖေးလီကိုစရှိတဲ့အဓိကဆောင်မတွေပါဝင်ခဲ့ပေမဲ့ဒိမတ်ကိုရှင်ကစားနိုင်ခြင်းမရှိဘဲရှုံးပေးသွားခဲ့ရတာပါပရာဝဲမှာလည်းဒိမတ်ဘက်ကခွင့်ရတဲ့တောက်လျှောက်ရရှိခဲ့တာဖြစ်ပြီးတိုက်စစ်ကအမှိုက်ပြင်းနေခဲ့တာကြောင့်သာဂိုးဖြစ်မပြောင်းနိုင်နိုင်ခဲ့တာဖြစ်ပါရင်ပရာဝဲနှစ်ပိုင်းနှစ်ပိုင်းလေးဒိမတ်ကဂိုးပေါက်ချင်းချောင်းမှု၃ချင်းနေပြုလုပ်နိုင်ခဲ့ပြီး၄ချင်းဂိုးပေါက်တည့်တာဖြစ်ပါရင်ပေါ်ကီဘက်ကတော့ပုံမှန်မှုရုံးကန်ခဲ့ရပြီးဂိုးပေါက်တည့်ကန်ရတဲ့ချိန်သာရှိခဲ့တဲ့အထိအခြေအနေဆိုခဲ့တာပါဒုတိယပိုင်းမှာလည်းဒိမတ်ဘက်ကပဲပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးဂိုးပေါက်ချင်းချောင်းမှုနဲ့ချင်းချင်းပြုလုပ်နိုင်ခဲ့ပါရင် ပေါ်တူဂီဘက်ကတော့ဘာမှတိုးတက်လာခြင်းမရှိပဲဘောလုံးကင်ထားတာကလွဲရင်ထိရောက်တဲ့ခွင့်ဖန်နေမှုဒီချိန်တောင်မှပြုတ်လုံနိုင်ခြင်းမရှိခဲ့ပါဘူးပါရီတို့ဘရောင်းတီအခြေအနေဆိုလဲဆိုရင်တဝဲလုံးမှာဂိုးပေါက်တဲ့ကန်ချက်နဲ့ချိန်သာပြုတ်လုံနိုင်ခဲ့ပြီးရော်နယ်ဒိုရဲ့ကန်ချက်ကိုရှမိုက်ကယ်ကကာကွယ်နိုင်ခဲ့တယ်လို့ဗီတင်ဟာရဲ့အဝေးကန်ချက်ကိုလည်းရှမိုက်ကယ်ကပဲတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်ဒေးမတ်တို့တော့လုံးရဲ့အနိုင်ဂိုးကိုတော့ဒုတိယပိုင်းပွဲချိန်69မိနစ်မှာလူစားဝင်ရောက်လာတဲ့ United တိုက်စစ်မှု point လန်းကသွင်းယူပေးခဲ့တာပါ။ point လန်းကပွဲချိန်88မိနစ်မှာ Scott Olsen ဖျက်ချိုးပလိုက်တဲ့ဘောလုံးကိုအလိုက်အသင့်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာဒိမတ်အတွက်2017ခုနှစ်အောက်တိုဘာလပိုင်းပေါ်တူဂီအသင်းကိုပထမဆုံးအကြိမ်ပြောင်းလဲအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အနိုင်သင်ကိုရှင်ဝိုင်လန်ဟာဂိုးသွင်းယူပြီးတဲ့နောက်ရန်တိုရဲ့နာမည်ကျော် Six Celebration နဲ့အောင်ပွဲခံသွားခဲ့ပါတယ်။ဂိုကြီးဟာဝိုင်လန်ရဲ့အောင်ပွဲခံမှုကိုဘာမှတုံ့ပြန်နိုင်ခြင်းမရှိဘဲစိတ်ပြက်လက်ပြက်နဲ့သာထိုင်ကြည့်နေခဲ့ရပါတယ်။ပရီသင်းအောင်ဆောင်ဟာခါထောက်ပြီးတော့ဝိုင်လန်ရဲ့အောင်ပွဲခံမှုကိုမကျေနပ်တဲ့အမူအရာမျိုးနဲ့ထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။ အသက်၄၀အရွယ်ပေါ်တူဂီသားတိုက်စင်မူကြီးဟာအခုချိန်ထိလေရေးစင်အသင်းအတွက်ကစားပေးနေတုံးပဲဖြစ်ပါရင်သူကလူစင်းမှရွေးချယ်ခဲ့တဲ့ပုံဝေဖန်မှုတွေရှိခဲ့ပေမဲ့ပေါ်တူဂီနီးပြမာဒီနက်ကတော့အခုလိုပဲရှင်းပြခဲ့ပါရင်မာဒီနက်ကခရစ်စတီယာနိုနဲ့တကူလို့ကစားမအကြောင်းကိုပြောကြတဲ့အခါအဓိကကျတဲ့အချက်၃ချက်နဲ့သူ့ကိုခဲဖြစ်ပါရင်သူ့ရဲ့အတွေ့အကြုံကထူးခြားပါရင်သူဟာရုပ်ပြိုင်ပွဲကို၆ချိန်ထိကစားထားတဲ့တူးတဲသောကစားမတစ်ယောက်ဖြစ်ပြီးနိုင်ငံကပွဲပေါင်း200ကျော်ကစားထားတဲ့အတွေ့အကြုံရှိပါရင် လူကြတော့ကတော့သူရဲ့အလုတ်တာဝန်ကျင်မှုဖြစ်ပါတယ်။နောက်ပြီးသူရဲ့ဆရာထက်တန်မှုကအထက်မှရှိတဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေအပေါ်ကူးစက်ဈေးနိုင်ပါတယ်။သူပေါ်ကြီးအထက်မှကစားခွင့်ရနေတာဟာအထက်မှသူလုတ်ပြခဲ့တဲ့အရာတွေကြောင့်မဟုတ်ပါဘူး။သူဆက်လက်လုတ်ပြနေတဲ့စွမ်းဆောင်တွေကြောင့်အွေးခံရပါကျွန်တော်လက်ထက်ပေါ်ကြီးလေးရင်စင်မှာသူဟာပြိုင်ပွဲ22ဝယ်ကစားထားပြီး16ကိုသွင်း၄ကိုဖန်ပြီးထားနိုင်ပြီးအသင်းရဲ့ထိပ်တန်းကိုသွင်းရှင်ဖြစ်နေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ပေါ်ကြီးအနေနဲ့အသင်းမကြခင်အချိန်တွေမှာဒိမ်းမန်နဲ့ဒုတိယကျော်ပွဲစဉ်ကိုကစားသွားရမှာဖြစ်ပါတယ်။ ပရီအနေနဲ့2019ခုနှစ်မှာရင်းချင်းလေးရယူခဲ့ပြီးတော့ဒီပြန်ပွဲမှာ quarter final အဆင့်ကိုကျော်လွှားနိုင်ခြင်းမရှိခဲ့ပါဘူး။ပေါ်တူဂီတို့ဒုတိယအကြော့ကစားရမယ့်ပွဲစဉ်မှာဒိမတ်ကိုပြန်လည်နိုင်ယူပြီးတော့ semi final အဆင့်ကိုတက်ရောက်သွားနိုင်မလား။ပရိသတ်ကြီးကဘယ်လိုများထင်မြင်မိပါလဲ။ကောမမှာဝင်အောင်ဆင်းနေပေးသွားလို့ရပါတယ်။